ကဲဒီနေ့လူပိတရားတပုတ်ထပ်ပြီးတော့နာချရအောင်မနုကတုံးကအစိုးရထပ်ပြီးတော့ပညာပရမတ်ပရမတ်ကိုထပ်ပြီးတော့ခွဲလိုက်တော့သင်္ကတအသင်္ကတဆိုပြီးတော့ ဓမ္မရဲ့ရှိတိုင်းကိုစဉ်းလိုက်တော့ပညာက၄တင်္ကဒက၂အတင်္ကဒက၃ဆိုပြီးနံပါတ်ထိုးရလိမ့်ဓမ္မအတင်္ကဒတနိဗ္ဗာန်မြတ်ကိုဘသူကဖုံးထားတာလေမမြင်အောင်ဆိုတော့ခန္ဓာဆိုတဲ့တင်္ကဒတတရားဖုံးထားခန္ဓာမချုပ်သေးတော့တင်္ကဒတ မချုပ်သေးတော့အသင်္ကတကမပေါ်သေးဘူးဓမ္မိခန္ဓာ၅ပါးယုံနံတရားတွေဒါတွေချုပ်သွားမှအသင်္ကတကဖြစ်လာအဲကြောင့်ခန္ဓာနိဗ္ဗာန်မမြင်အောင်ခန္ဓာကဖုံးဝါသင်္ကတအသင်္ကတမမြင်အောင်သင်္ကတကဖုံးသင်္ကတရှိပါလေသားနဲ့မမြင်အောင်ပြဉ္ညာကထဖုံး ပုဂ္ဂိုလ်တတဝါဆိုတဲ့ပညာကဖုံးထားတယ်။အေးအဲ့ဒါကြောင့်မို့လို့တဲ့အသင်္ကတတ္တနိဗ္ဗာန်မြတ်ကိုမမြင်အောင်ဘယ်သူက ဖုံးတယ်လဲဆိုရင်ယုံနာသင်္ခတတရားတွေကဖုံးနေသင်္ကတတ္တကအဲဒီယုံနာသင်္ကတတွေကအမှန်တကယ်ရှိနိဗ္ဗာန်ကတော့ရှိနေတာမဟုတ်ပါဘူးအဲဒီယုံနာဓမ္မသင်္ခါရတွေကတကယ်ရှိတယ်သင်္ကတတ္တတွေက ရှိပင်ရှိညာတော်လည်းပဲတဲ့ဒါဒီကိုမမြင်အောင်ဘယ်သူကထပ်ပြီးတော့ဖုံးပြန်တယ်လေဆိုတော့ရထဲရွာထဲမှာနေတော့ပညာသီးဒီအမှန်မှအတိမှအယူမှဆိုတဲ့ဒိဋ္ဌိကြီးပေါ့အေးအဲ့ဒီဒိဋ္ဌိကိုဖြစ်စေတတ်တဲ့ပညာအဲ့ဒီပညာကဖုံးတာလေဒါမင်းရဲ့အဖုံးနှချက်လံမနိဗ္ဗာန်မြင်မယ်ဒါဆရာတော်ဘုရားကြီးလည်းဟောထားတယ် အဘုံတရားကိုလံပေးမှနိဗ္ဗာန်မြင်မယ်။ဒါမြင်တင်နံပါဘုံကပညာဘုံဆိုင်ရမယ်။နိဗ္ဗာန်ပါကြတော့သင်္ကတအဘုံကိုလံရမယ်။ဟောသုံးနံပါအတင်္ကတတွေ့ပြီ။ဒါမြင်အဘုံတရားလံမှနိဗ္ဗာန်မြင်မယ်ဆိုတဲ့အလုပ်ပေးတရားပေါ့။ ။ဒါမင်းတို့လူသမားတွေစဉ်းစားပါတဲ့ဒါတွေသိတဲ့အရေးကြီးတဲ့အလုံးနဲ့ပတ်သက်နေတော့ဒါမင်းပညာဘုံကိုတင့်နံပါလှမ်းရမယ်ဆိုတော့ဘာနဲ့လှမ်းကြမှာလဲပညာကလည်းအမမအတိမအယူမကြီးဓမ္မမသိမယူမပုဂ္ဂိုလ်တ attva လို့ဒီလိုယူနေကြတဲ့အယူကြီး အဲ့ဒါပညာအာယုံရနေလို့ဒီပညာကိုဒါမြင်ဖယ်ခြင်းလေဆိုရင်သင်္ကတကိုမြင်အောင်ကြည့်ရလိမ့်မယ်ယုဒ္ဓမနန္ဒမယုသဘောနန္ဒဘောခန္ဓာမှာပေါ်လာတဲ့သဘောအတိတ်ကလေးတွေကိုကြည့်ရလိမ့်မယ်ဒါကိုပဲ ဝိသုဒ္ဓိနဲ့ပြောမယ်ဆိုရင်လည်းနာမရူပပရိစ္ဆေဒဉာဏ်သည်တဲ့ဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိကိုစင်ကြယ်စေနိုင်တယ်ဆိုတော့ဒါမြင့်နယုတ်တရားနံတရားယုတ်သဘောနံတဘောတနည်းပြောမယ်ဆိုသင်္ကတသဘောကိုမြင်အောင်ကြည့်ရလိမ့်မယ်ပြောင်းလဲနေတဲ့သဘောတွေအဲအဲ့ဒီလိုခန္ဓာတွေရဲ့သဘောတွေကိုမြင်အောင်ကြည့်လိုက်လို့ရှိရင် ဒါသဘောပဲဆိုရင် အထင်မဟုတ်ဘူးဆိုတာ ပြောကြမလို့တော့အထင်ပြောက်သွားရင်လူကောင်နဲ့ကောင်နေယောက်ျားမိန်းမပုဂ္ဂိုလ်တတဝါကောင်နေဒါရင်လည်းပြောက်သွားတာပဲဒါမြင်ဩသဘောလို့မြင်အောင်ယုတ်သဘောနံသဘောအကြောင်းသဘောအကျိုးသဘောဒါရင်မြင်မယ်ဆိုဒိဋ္ဌိဝိသိကိစ္စတွေပြုတ်တယ်ဆိုတဲ့အတိုင်း ဒါမင်းသင်္ကတကိုမြင်အောင်ကြည်သင်္ကတမြင်လာရင်ပညာဖုံးလန်သွားပြီ မရှိတော့ဒါရင်တို့ဒကာဒမတွေပညာကိုဖယ်ခြင်းနေဆိုဘာနဲ့ဖယ်ရမလဲသင်္ကတပရမတ်နဲ့ခြေပါတဲ့ဒါမင်းသင်္ကတမြင်ရင်တဖုံးလန်ပြီသင်္ကတကဘယ်လိုလဲ အာသဘောလေးပေါ်သဘောလေးပြတ်သွားပြန်ပြီပြောင်းသွားပြန်ပြီပြောင်းသွားပြန်ပြီဖောက်ပြန်ပြည့်စည်သွားပြန်ပြီဖောက်ပြန်ပြည့်စည်သွားပြန်ပြီအဲဒီဖောက်ပြန်ပြည့်စည်နေတဲ့ပြောင်းလဲနေတဲ့ရုပ်သဘောနံသဘောတွေအဲ့ဒါတွေရဲ့အနိစ္စသဘောတွေအဲ့ဒီသဘောတွေကို မြင်အောင်ကြည့်ရမယ်ဒါမင်းဩရုပ်သဘောနံသဘောသင်္ကတသဘောကိုမြင်ရင်ပြညာဖုံးလန်းနေ ဓမ္မယုတ်တဘောနံတဘောသဘောမှကဏ္ဍမှာပေါ်တဲ့သဘောမှသိရင်တဏီပြောမပရိစ္ဆသမုပ္ပါသဘောတွေလို့သိရင်ပညာဖုံးလန်ပြီအဲဒါကြောင့်မို့လို့တို့ဒကာဓမ္မတွေခန္ဓာမှာပေါ်တာဟုသဘောလို့သိရင်ပဲပညာဖုံးဟာစိတ်ချလက်ချလန်ပါပြီ ေးအဲ့ဒါကြောင့်ခန္ဓာမှာပေါ်တိုင်းပေါ်တိုင်းသဘောလို့သိပါတိဏ္ဍပါဇာနာတော်ကိုဟောနေတယ်ဒါပါပဲအဲ့ဒီသဘောလေးလို့သိတာနဲ့အထင်မဟုတ်ဘူးအကောင်မဟုတ်ဘူးယောက်ျားမိန်းမတွေမဟုတ်ဘူးပေါ်လာတာတွေသဘောတွေပဲဟောဒီလို့သိလိုက်တာနဲ့ပဲတိဏ္ဍပါပညာကြီးရ ဖယ်ပြီးစားဖြစ်သွားတယ်။ဒါပညာကိုဖယ်ပါ။ဘာနဲ့ဖယ်မှလဲသင်္ကတကြည့်ပြီးတော့ဖယ်ရမှာပဲ။ဒါသင်္ကတကြည့်ပြီးတော့မှပညာဖယ်မှရမယ်။သင်္ကတမြင်လိုက်သူ့ဘာသူအလိုလိုပညာတွေပယ်သွားတာပဲဖယ်သွားတာပဲ။ဖယ်ပြီးစားဖြစ်သွားတာပဲ။ကဲဒါမြင့်တဏ္ဍပါ တင်းညကိုဖုံးကိုလှမ်းခြင်းနဲ့ဆိုရင်သင်္ကတဆိုတဲ့ပရမတ်ကိုမြင်အောင်ကြည့်ပြီးလှမ်းလိုက်ဒါနိလံပဲဒါပေကုခန္ဓာမှာပေါ်တဲ့သဘောလေးတွေမြင်အောင်ကြည့်နေသဘောမှန်သိနေတဲ့အချိန်ဒီပညာဖဲနေတာပဲလို့မှတ်ပညာဖဲတာကတော့လွယ်ပါတယ်ဒါဒါမြင့်သင်္ကတဒါကိုမိမိရဒီဖုံးကိုလည်းလှမ်းဖဲမှတ် အသင်္ကတနိဗ္ဗာန်ရမယ်မြင်မယ်ဆိုတော့အဲ့ဒါအခက်ဒီနေရာမှာနည်းနည်းခက်တာပဲသင်္ကတအဖုံးကိုလှမ်းရအောင်မေသင်္ကတအဖုံးကိုလှမ်းရတော့မေဒါဖြင့်သင်္ကတအဖုံးလှမ်းနေဆိုတာကသောသောတုန်းကပြညာဖုံးလှမ်းခြင်းရင်သင်္ကတမြင်အောင်ကြည့်လိုက်တော့လှမ်းတော့တာပဲအခုသင်္ကတကိုဖယ်ခြင်းနေဆိုနိဗ္ဗာန်မြင်အောင်ကြည့်လိုက်ဆိုတော့နိဗ္ဗာန်ကလည်းရှိမှမရှိသေးတဲ့ဥစ္စာသင်္ကတပဲရှိနေတာ သင်္ကရာရှိရင်လည်းအသင်္ကရာမရှိနိုင်ဘူးဒီပြည့်ပြည့်လေးတွေရှိနေရင်အငိမ့်တက်ကလည်းမလာသေးဘူးအဲ့တော့မရှိတာကိုကြည့်ပြီးတော့လှန်ရမယ်ဆိုတော့လည်းသဘာဝမကျဘူးဟုတ်လည်းမဟုတ်ဘူးဒါစဉ်းစားကြရပေါ့ဒါမင်းဟိုပညာဘုံတော့တော့သင်္ကရာကို အရှိတရားနဲ့ကြည့်ပြီးတော့လှန်လိုက်တာနဲ့သူ့ဘာသူပြုတ်ထွက်သွားတယ်ပယ်ထွက်သွားတယ်လမ်းထွက်သွားတယ်ပညာဘုံက အခုသင်္ကတပရမတ်ကြတော့အရှိတရားဖြစ်နေတယ်ခန္ဓာထဲမှာရှိတယ်သို့တော်လည်းအမြဲတမ်းရှိလားဆိုတော့ဒီလိုတော့မဟုတ်ဘူးရှိလိုက်မရှိလိုက်ရှိလိုက်မရှိလိုက်ဖြစ်လိုက်ပြလိုက်ပေါ့အဲဒီလိုရှိနေတဲ့သင်္ကတပရမတ်ကိုလှမ်းခြင်းနဲ့ဆုံးခြင်းနဲ့ဆိုတော့တဲ့နိဗ္ဗာန်မြင်အောင်ကြည့်ပြီးတော့လှမ်းလို့မရဘူးရှိမှမရှိတာနိဗ္ဗာန်ကရှိရင်တော့ဟုတ်တာပေါ့ကိုယ်တဏ္ဍာမှာတညာလည်းဟောပြီးပြီ အဲ့တော့ဒါမျိုးဒီသင်္ကရပရမတ်ကိုဘယ်လိုလှုပ်လှမ်းကြမလဲဆိုတော့ဒါမျိုးသင်္ကတကိုတခါထပ်ပြီးတော့မကြည့်တော့နဲ့ယုတ်သဘောနဲ့သဘောတွေကိုသိသွားရင် မကြည့်တော့နဲ့သူကမကြည့်ပဲနဲ့ဘာထိုးထိုးတွင်တွင်ကြည့်ရမလဲဆိုတော့လက္ခဏာဟောလက္ခဏာဆိုတာသူ့ရဲ့အဆုံးလေးအနိစ္စကိုမြင်အောင်ကြည့်ပြီးလှမ်းရလိမ့်မယ်ဗျနိဗ္ဗာန်ကရှိမှမရှိသေးတာဟုတ် ။ဒါကြောင့်ဆရာတော်ကြီးရဲ့ဩဝါဒထဲမှာလည်းပါပါတယ်။မင်းတို့နော်ရုပ်တော့ရုပ်ပဲကြည့်ခိုင်းတာဒါပေမဲ့ရုပ်မတွေ့ဘူးကွာရုပ်အိဋ္ဌာပဲတွေ့နိုင်နေတော့။စိတ်ကြီးတဲ့လူကလည်းစိတ်မတွေ့နိုင်ပါဘူးကွာမြန်လုံးအကြည့်လို့အိဋ္ဌာပဲမြင်နိုင်ပါလေ။ဝေနာကြည့်တဲ့လူကလည်းဝေနာကြည့်တယ်ဆိုပေမဲ့တကယ်ကြည့်ရင်မတွေ့ပါဘူးဝေနာမြန်လွန်းလို့ပြက်သွားတော့ပြက်တာပဲမြင်နိုင်ပါတယ် ဒါကိုပဲစာလို့သုံးတော့ခဏနေတော်တာခေါ်တာပေါ့ခဏခဏပေါ်ပြီးခဏခဏချုပ်နေတာအဲ့ဒါချုပ်ပြန်တော့လေအကြာကြီးလဲဆိုတော့မဟုတ်ဘူးအခုချုပ်အခုထပ်စာထိုးတာပဲအခုချုပ်သွားပြန်ပြီတော့ရစာထိုးပြန်ပြီအခုချုပ်ပြန်ပြီအစာထိုးပြန်ပြီဆိုတော့ခဏခဏပေါ်နေတဲ့အတွက်ကြောင့်သူ့ကိုอืมအစင်ချုပ်လို့လည်းမဆုံနိုင်ဘူးခဏနေတော့တာလို့ပဲဆိုရမယ် အဲ့ဒီကဏ္ဍနေဒေါတာလေးကိုကြာကြာကြည့်ပြီးဒါတော့ရအားပေးတယ်ဘယ်လိုအားပေးလဲအေးကွာခဏကြုံမြင်ရင်အစဉ်ကြုံမြင်မှာပေါ့ဟာခဏကြုံမှမမြင်သေးရင်တော့အစဉ်ကြုံဆိုတဲ့နိဗ္ဗာန်ဘယ်တွေ့နိုင်မလဲအဲ့ဒီခဏကြုံကိုပဲနာနာမဲရှုရမှာပဲဆိုတော့ဟောသင်္ကတနာနာမဲရှုဆိုတာနဲ့အတူတူပဲအနိစ္စနာနာမဲရှုဖြစ်ပြီးပြတဲ့လက္ခဏာလေးတွေကိုနာနာမြင်အောင်များများမြင်အောင်ကြည့် အဲ့ဒါဆိုခဏဏီဒေါသတွေ့ပြီအစင်တော့မတွေ့သေးဘူးနိဗ္ဗာန်ဟုတော့အဲ့ဒီခဏဏီဒေါသကိုပဲတခါတည်းမဲချွင်ရွှ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 င်နဲ့အဲအဆုံးလေးပေါ့လက္ခဏာကိုကြည့်ကြည့်ရင်ပေါ့နောက်တော့သူ့စိတ်ထဲမှာအနိစ္စမြင်ဒုက္ခလက္ခဏာထင်းလာတော့တာပဲဆင်းရဲတယ်ဒီဖြစ်ဖြစ်ကြီးနဲ့မနေခြင်းတော့ဘူးမလိုခြင်းတော့ဘူးမရခြင်းတော့ဘူးဆင်းရဲမှန်းသိတာနဲ့ ဒါကိုပဲဖြစ်ဖြစ်ပါသစ္စာလေသစ္စာဖွဲ့တော့ဒုက္ခသစ္စာဆိုတာသင်လားကြာကြာရှုရင်အဲဒီဒုက္ခသစ္စာထဲမှာလည်းပဲသူကအဲဒီနာရတဲ့ဉာဏ်ကြိုက်တဲ့တဏှာဖြစ်ဖြစ်မှုပြမှုဖြစ်မှုပြမှုဖြစ်မှုပြမှုထဲမှာအနှစ်သာရရှာကြည့်လိုက်အောင်ဘယ်ဟာအာကုဝမလဲဖြစ်တာအာကုဝမလားပြက်တာအာကုလို့ရမလားရှာကြည့်လိုက်ရှာကြည့်လိုက်တဲ့အခါကျတော့ရှာလို့မရဘူးအနှစ်သာရအာကိုးเสียမှရှိဘူ အနတ္တကိုပိုင်ကိုဆိုင်တစ်ခုမှမပါဘူးအနှစ်သာရလည်းရှာလို့မရဘူးခိုင်နေမြဲတယ်ဆိုတဲ့အနှစ်လည်းမရှိဘူးသူပိုင်ပိုင်နိုင်နိုင်သိလားဒါမြင်အိဋ္ဌာမြင်ဒုက္ခထင်လားဒုက္ခထင်ပါများရဲ့အနတ္တသူ့ဘာသူမြင်လားမြင်လာပြီးတော့ဒါကလည်းအိဋ္ဌာဒုက္ခအနတ္တသာဟောနေရတာပါတရားဖြစ်ပြက်မြင်တာကိုမူတည်ပြီးတော့ဒါထင်သွားကြတာဒီပြောရတာတကယ်တော့ဖြစ်ပြက်ကအဓိကပါ လက္ခဏာအဓိကပဲ။ဒါကြောင့်ဆရာတော်ဘုရားကြီးကလည်းစင်ချေရနဲ့တူပါလေကွာတဲ့စင်ချေရဆိုတဲ့ဖြစ်ပျက်ကြီးတလုံးမိထားရင်တွေ့ထားရင်အနေစာလည်းပါသွားပါပြီကွာတဲ့ခွေးလည်းသွားထောက်ဝင်တာပဲ။နွားချီရသွားနေလည်းစင်ချေရတဲ့ဝင်တာပဲကွာ။ဘလူချီရသွားနေနေဝင်သွားတာပါပဲကွာတဲ့စင်ချေရနဲ့ကြီးတဲ့ချီရမရှိပါဘူးဆိုတော့ဒါလည်းပဲသတိပေးထားတယ် နောက်ဆရာတော်ကြီးအနေစာဒုက္ခန္တလုံမနေနဲ့ကွာတဲ့ဖြစ်ပြဆိုရင်ပါသွားပြီကွာတဲ့နေစာဒီထဲထားရတာပဲတဲ့။ဟောဖြည်းဖြည်းလို့သူ့ကိုနေစာဖြည်းဖြည်းလို့ဒုက္ခဖြည်းဖြည်းလို့အနတ္တဓာတုရသူညာလေးတွေနည်း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 ပြောင်းသွားတာပဲရှိတယ်။တကယ်မြင်လာတော့ဖြည်းဖြည်းပြတာပဲမြင်ရတာပဲ။အနေစာတော့မြင်မှာမဟုတ်ပါဘူး။တကယ်ပြောရင်အနေစာအနေစာအနေစာလို့လည်းမပြပါဘူး။ဖြည်းပြပဲပြမှာပဲ။ဖြည်းလိုက်ဖြည်းလိုက်ဖြည်း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 နဲ့ မစစ်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 ငွေ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 ရှင်း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 မမမမဆိုတော့ဒါချစ်ပြပြတာပေါ့အဲ့ဒါကိုပဲအိဋ္ဌာလို့ဒီလိုသုံးပြီးတော့မမြဲဘူးဆင်းရဲတယ်ကုန်ပိုင်ဘူးဒါရီရဒီဖြစ်ပြက်ကိုကြည့်ပြီးတော့ပြောကြတဲ့စကားတွေပါညာမျိုးမျိုးထင်ကြတဲ့သဘောတွေပါခဲတဲ့ကြောင့်မလို့ဖြစ်ပြက်ကဆင်ကြရတဲ့တွေ့ကြောင့်ဖြစ်ပြက်တလုံးသာကြည့်ဒါမင်းယုံနံဓမ္မသင်္ခါရတွေဘာနဲ့လှမ်းမလဲဖြစ်ပြက်လက္ခဏာနဲ့လှမ်း ဒါလိုသုံးတော့ခဏဏိရောဓနဲ့ကြီးခဏဏိရောဓမြင်လန်နေယုံနံနေစွန့်သွားတာယုံနံနေစွန့်သွားတာယုံနံနေကုံသွားတာတွေ့တော့ဒါခန္ဓာဏိရောဓဖြစ်နေပြီပေါ့ခန္ဓာစွန့်နေတာတွေ့ပြီပေါ့အဲလိုခန္ဓာဏိရောဓခန္ဓာစွန့်တာကိုကြည်ရင်ကြည်ရင် တွေ့နေရင်ရည်တွေ့နေရည် နာတော့တပြေပြေနဲ့ရင်း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 ညာကသူပါသူတခါမြင်တာနဲ့တခါမြင်တာမတူတခါမြင်တာနဲ့တခါမြင်တာမတူဒါလည်းဟောပြီးပါပြီခင်ဗျားတို့သတိလွတ်နေလို့လူတယောက်ကိုကဲခတ်တယ်ကဲခတ်တာတော့လူကိုကဲခတ်တာပဲမရမမျက်လုံးကြည့်မျက်လုံးကြည့်တော့မျက်လုံးအကြောင်းသိဟုတ်ပြီတသိရပြီနောက်မျက်လုံးကြည့်ပြီးတော့သူ့ကိုမျက်ခုံးကြည့်တခုတော့တခုချင်းကြည့်သွားတာပဲဗျာတခုချင်းသိသွားတာပဲ မျက်ကုံးသိတဲ့အချိန်နဲ့မျက်လုံးကြည့်တဲ့အချိန်နဲ့ကအတိအကျမတူဘူးမျက်လုံးကြည့်တော့မျက်လုံးတစ်ခုပဲအကြောင်းသိရတယ်မျက်ခုံးကြောင့်သူမသိသေးဘူးသူမျက်ခုံးကြည့်တဲ့အချိန်ကျတော့မျက်လုံးကြောင့်ကသိပြီးသွားပြီမျက်ခုံးကြောင့်ထပ်တူတယ်မျက်ခုံးကြည့်ပြီးတော့တခါပါးစပ်ကြည့်တော့နှခမ်းကြည့်တော့ပါးစပ်အကြောင်းသိလာဟောအတိတစ်ခုထပ်တူကျန်တဲ့နှစ်ခုကသိပြီးသွားပြီအဲဒါကြောင့်အတိဟာတစ်ခုချင်းသိတာပါပဲ တခုလေတောက်လျှောက်သိတာတော့မဟုတ်ဘူးတခုချင်းသိတာပဲတခုပြီးတခုတခုပြီးတခုသိနေတာပဲအဲအနေစားတစ်ချက်ပြီးတစ်ချက်တစ်ချက်ပြီးတစ်ချက်ဖြစ်ဖြစ်တစ်ချက်ပြီးတစ်ချက်သိနေတာပဲသိနေပြီနဲ့ပရမမြင်တာကနုတယ်လို့ဆိုရမှာပေါ့အသိနေသေးတယ်ပေါ့နောက်တ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 က်မြင်လေအသိရရင်းလေရင်းလေပဲအသိများလေပဲအဲ့ဒီလူတယောက်ကိုအကဲခတ်တဲ့နီးတဲ့ ဒီမှာလည်းပဲဖြစ်ပြက်သဘောလက္ခဏာကိုကက်ကတော့ကဲပူဓာလေးကြည့်လိုက်ဦးမယ်ပူဓာလေးပြက်မဒီဘက်ကဘူးလေးပြက်ဟိုဘက်ကဘူးလေးပြက်အခုပူပြက်နောက်ပေါ်တဲ့ဥစ္စာပြက်ဩအပူတွေကအကုန်ပြက်တာပါလားဘယ်တူမလဲပထမတိတိချင်းနဲ့နောက်တိတာတွေနဲ့အတိချင်းကမတူဘူးညာတော့ညာပဲညာရင်လာတယ်ဆိုတဲ့အကြောင်းကိုပြောတာဒီတညာနဲ့ကရင့်သွားတာမဟုတ်ဘူးညာလည်းပြက်တာပဲတညာပြီးတညာအတိပူတဲ့အကြောင်းကိုပြောတာ ခင်တော့ကြားတာကြည့်ငါကြားတာကြည့်ပြီးတော့မြင်တာကြည့်နားနာကြည့်စားတဲ့နေရာကြည့်ကြားတဲ့နေရာကြည့်တွေးတဲ့နေရာကြည့်ဒီလိုပဲရှောက်ကြည့်သွားတော့အတိတွေကတပေးပေးနဲ့အတိရတော့တခုချင်းသူသိသွားတာပဲဒီတွေနဲ့ဒီအတိတွေဟာတဲ့ကြာကြာလှည့်ကြည့်လိုက်တဲ့အခါကျတော့ဩဖြစ်မှုပြမှုကလွယ်ရည်ဘာမှမရှိပါလားဘလို့ပဲရှာရှာဒါပဲရှိဒုက္ခဒေသပဲရှိတယ် ဒါဆုံးရချက်ချလာလိမ့်မယ်သူကသူညာချင်းလာတော့ညာလာတော့ကြည်ပါညာလာတော့ဒါကိုကရင်းကျင်လို့လည်းမရဘူးကိုကဆုံးရချက်ချခြင်းလို့လည်းမရဘူးညာတော့သူရင်းပြီးဆုံးရချက်ချပြီးမှဒါမှညာရင်းမှသူကသူဒီဖြစ်ဖြစ်ကပြောက်မှာကိုအဲဒီလိုနဲ့ရွှေရင်ရွှေရင်နဲ့ကဲတင်ကတကုဏ္ဏနာပဲမဲပြီးတော့နေစာလက္ခဏာကုဏ္ဏတော်ကဖြစ်ဖြစ်လက္ခဏာနဲ့ကြီးနေကြီးနေကြီးနေမုံမုံပြီးတော့နောက်ဆုံးကြတော့ဒီဖြစ်ဖြစ်ကိုမလိုချင်ဘူးမရချင်ဘူးမကြည့်ချင်တော့ဘူးသူ့ကိုလည်းမလို့ လုံးဝကိုမကြည့်ကျင်တော့ဘူးကွာအတန်တော်မကြားကျင်တော့ဘူးဒါဥမာလည်းပြီးခဲ့ဘူးတဲ့ဘုန်းကြီးဝါသားကြိုက်တဲ့လူဝါသားချက်စားသမှာဒီနေ့လဲစားဘဝစားစိုင်းစိုင်းနဲ့လေချောင်းဝါလောက်ရောက်လာတယ်ဆိုရင်မစားနိုင်တော့ဘူးဒါဝါသားမကောင်းလို့လားဆိုတော့ကောင်းတာပဲမစားနိုင်တော့ဘူးပြကျင်တော့တက်စားသေးတော့မယ်သူစားရတော့မယ်သောသောတော့ကောင်းတယ်ကောင်းတယ်ဆိုပြီးစားတာပဲ နောက်တော့ဝလာတော့မကောင်းတော့ဆက်စားပါအောင်ဆိုတော့အဲ့ဒါသင်ကျွန်တော်သိတော့မယ်မဖြစ်ဘူးမဖြစ်ဘူးတော်ပြီတော်ပြီတော်ပြီကျွန်တော်အဲ့ဒီဝသစားတာတော်တယ်ဆိုတဲ့အချိန်ကရှိတာဒီမှာလည်းပြည့်ပြည့်ကရှင်ရှင်နဲ့ရှုပါများလားဆက်ရှုနောက်တော့တော်ပြီဆိုတာဟာသူကလာမှာပဲဗျာဒီဥစ္စာလောကီဥမာနဲ့ဆိုရင်တော်တဲ့အချိန်ကရှိကိုရှိတာဘယ်ဟာစားစားဘယ်ဟာလှုပ်လှုပ်ပေါ့ရုပ်ရှင်ကြီးဒီရုပ်ရှင်ကြီးပဲတက်ကြီး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 အကြောင်းကြီးကသိနေပြီ။ တော်ပြီးွားငါလွတ်တော်ရလေဒီဇလန်ဒီလိုပေါ့ဗျအခုလည်းချင်းချင်းနဲ့ကြည်ပါမြဲတော့သူ့အကြောင်းကောင်းကောင်းသိတော့သူနဲ့မနေချင်တော့ဘူးပေါ့တော်ပြီးမကြည့်တော့ဘူးဆိုတဲ့ဥစ္စာညာရင့်ပြီးတော့သူကဆုံးဖြတ်ချက်ချပေးမယ်အဲ့တော့ကြာပြလိုက်တဲ့အခါကျတော့ဖြတ်ဆိုတခါတည်းမလို့ချင်းဆုံးနေဆိုတော့သူ့ကိုမကြည့်ချင်းတဲ့ သဘောကပေါ်နေတော့ညာကြီးပဲပေါ်နေတော့သူကပြလို့လည်းမဖြစ်တော့ဘူးမဖြစ်တော့ရက်ပေးလိုက်တော့ဟောနိဗ္ဗာန်ဖြစ်သွားဒါနိဗ္ဗာန်အကျိုးရှိတာမှမဟုတ်တာပဲသူရက်မှရှိတာပဲတင်္ကရရက်မှရှိတာပဲဒီဖြစ်ဖြစ်ဒီရက်သွားမှရှိလာတာပဲရက်တဲ့အချိန်ကရှိတဲ့အချိန်ပဲရက်တဲ့အချိန်ကရှိတဲ့အချိန်ပဲအမရလို့နောက်ထပ်ပြန်ဆက်ပြန်လည်းမရှိတော့ပြန်ဘူး तू ကဒီလိုပဲဆိုရမယ်နိဗ္ဗာန်တရားအေးအဲ့ဒါကြောင့်မို့လို့ သင်္ကတကိုနာနာမဲရှုရင်ရှုရင်ရည်နောက်တော့သင်္ကတကရည်အသင်္ကတတပြောင်းသွားတာပဲသင်္ကတကုံလည်းကုံရောအသင်္ကတဖြစ်သွားတာပဲသင်္ကတလည်းချုပ်သွားရောအသင်္ကတဖြစ်လာတာဒါကြောင့်မလို့ကဲသင်္ကတလည်းချုပ်တော့ဒုတိယဘုံထက်လန်သွားတာပေါ့လန်တော့တော့ဗာချန်လေအချုပ်တာအသိမ့်တာအငိမ့်တာကျန်တော့တာပေါ့ ကဲဒါမင်းငကိုတော့အထေကြီးဆိုတဲ့ပညာနောက်တော့ကြည်ပါများတော့သဘောလေးပရမဒီသဘောလေးချုပ်သွားတော့ဟောချုပ်တဲ့သဘောပရမအတင်ကတာတသွားတွေ့တာဒါဒီအချိန်တိုင်းလောက်အောင်ပါပဲကဲဒါကြောင့်ယောဂီသူတော်စင်တို့အဖုံးနှစ်ချက်လှမ်းနိုင်မှနိဗ္ဗာန်မြင်မယ်ဆိုတာဆရာတော်ကြီးဟောထားတာဒါပါပဲဒါပါပဲ ကရမတိနဘာဖုံပညာကိုလည်းညင်ပါကိုမြင်အောင်ကြည့်ရမယ်ကိုအရှိတရားကိုခန္ဓာမှာအရှိတရားအမြဲတမ်းတော့ရှိတာမဟုတ်ဘူးသူကခဏခဏရှိလိုက်ခဏခဏမရှိလိုက်ပေါ့လေဖြစ်လိုက်ပြက်လိုက်ဆိုတဲ့သင်္ကတသဘောတရားတွေကိုပေါ်လာတဲ့သဘောတရားလေးတွေကိုမြင်အောင်ကြည့်ပြပါအဲဒီသဘောတရားလေးတွေမြင်ရင်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးအကောင့်ထဲမရှိဘူးဆိုတာသူ့ဘာသူအလိုလိုအော်တိုမက်တစ်တည်ပြီးသားဖြစ်သွားမယ် အဲ့ဒါပြညာဖုံလန်တာပဲမရှိတော့ဘူးဒါပေသဘောတွေသဘောတွေသဘောတွေမြင်ရတယ်ကဲသဘောကိုတကလှမ်းခြင်းနဲ့ဒီသဘောကိုဆုံးခြင်းနဲ့ဆိုတော့ဟောခဏနိရောဓဆိုတဲ့အနေစာအဆုံးလေးဖြစ်ပြီးပြက်သွားတဲ့အဆုံးလေးကိုမြင်ရကြည့်ပြီဆိုတော့အဲယုံကြည်တော့ယုံမတွေ့တော့ပြက်သွားပြန်ပြီစေဆိုပြက်သွားပြန်ပြီချင်းဆိုပြက်သွားပြန်ပြီလှုပ်ဆိုကြည်လိုက်အဆုံးလေးပြက်သွားပြန်ပြီ ဒါမင်းအစားလိုက်ဆုံးလိုက်စားလိုက်ဆုံးလိုက်စားလိုက်ဆုံးလိုက်ဒါကောပဲဥပိသိတဝါနိရောဇတိပေါ်လိုက်ချုပ်လိုက်ပေါ်လိုက်ချုပ်လိုက်ပေါ်လိုက်ချုပ်လိုက်ခဏနေတော့တွေ့နေပြီခဏခဏချုပ်နေတာတွေ့နေပြီအဲအဲ့ဒါတွေ့နေတွေ့နေတဲ့ဒီအချုပ်ခဏခဏပေါ်လိုက်ခဏခဏချုပ်လိုက်ဖြစ်နေတာကိုနောက်ဆုံးကြတော့မကြည့်ကျင်တော့ဘူးတော်ပြီတော်ပြီဒါပဲရှိတယ်ဒါပဲရှိတယ်ဖြစ်ဖြစ်ဒုက္ခသစ္စာပဲရှိတယ်လို့ညာကရင့်လာတော့သူ့ဘာသူတော်လိုက်တာပါပဲဗျာရှင်းပြောတယ်ကိုကကိုညာကတော်လိုက်တာပဲကိုကတော်လို့တော့မရဘူး ညံတော်ပေးလိုက်တာပဲညံတော်ပေးလိုက်တာပဲဒါကြောင့်မလို့တချို့များဘုန်းကြီးတို့တရားရတဲ့ပုဂ္ဂိုလ်တယောက်နှစ်ယောက်စစ်ဖူးတာပေါ့လေတကယ်လေးရပါတယ်သူတို့ဖရသမဘဝင်စားတယ်စမ်းကြည့်တာလည်းရချုပ်ခံနေခင်ဗျဘယ်လိုဖြစ်တယ်လဲဗျာနည်းနည်းပေါ့ပါထူးထူးခြားခြားရှိပြောပြစမ်းပါဘုန်းကြီးတို့ကဒါဘုသူတ္တဖြစ်မေးရတာပေါ့တော်တဲ့လူတွေကြတော့ဒီလိုပဲပြန်ပြီးတော့ဘုသူတ္တဝင်ငှချင်းလို့လူချင်းတန်းချင်းလို့ပေါ့အဲ့လိုမေးတဲ့ကံမှာသူတို့ကဘာပြောလဲဆိုတော့ အာရှင်ဗျာတဲ့ပြ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 နဲ့တကားတဲ့ဒီလိုစိတ်ကလေးတွေလှုပ်ရှားတာလေရုပ်ကလေးတွေလှုပ်ရှားတာဝေဒနာလေးတွေဆိုလဲဝေဒနာလေးတွေလှုပ်ရှားတာပေါ့ဗျာတဲ့ကြည်နေရတာပဲကြည်တာမှတပြီးတော့မနေရလဲကြည်ရတယ်ဗျညာလဲအဲ့လိုမရဘူးကြည်ရတယ်ဗျမကြည်လဲမရဘူးအဲ့လိုလဲမရဘူးဇားလိုလဲမဟုတ်ဘူးမပေးဘူးကြည်ခိုင်းနေတာပဲတင်းတပြီးတော့လဲမထူးတော့ဘူးဆိုပြီးပြဟာပြဟာကြည်မယ်ဆိုကြည်နေတာပဲကြည်နေကြည်နေနေတဲ့တပြီးတော့ မေးတယ်ဖရာစိတ်ကစိတ်ကမေးတယ်ဘယ်နဲ့လဲကြည့်အောင်လို့လားတော်သေးဘူးလားကြည့်ကျင်သေးလို့လားမတော်သေးဘူးလားဆိုတဲ့သဘောနဲ့စိတ်ကဖြစ်လာတယ်သူပါလို့စိတ်ရဖြစ်လာတယ်ကြည့်ကျင်သေးလားကြည့်ကျင်သေးလားဆိုတဲ့သဘောအဲ့လိုမေးတယ်လို့မေးတော့သူကသူညံကဖြေတယ်ဖရာတော်ပြီတကယ်ကိုမကြည့်ကျင်တာပါအဟုတ်ကိုမကြည့်ကျင်တာပါသူကြည့်တာလဲကြားပါပြီဆိုတဲ့သဘောမျိုးနဲ့တကယ်ကိုမကြည့်ကျင်တော့ပါဘူးလို့ ဒီလိုလဲအဖြစ်မှန်လေးပြေးလဲပြေးလိုက်ကောဗျာတဲ့တတတဆိုတကားလဲအမြန်ဆုံးဖြစ်ပြီးဘလို့မြန်မှမသိဘူးတပည့်တော်စိတ်ထဲမှာတော့ဆက်ကလေးကိုမြန်မြန်ချုပ်တော့တတ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 ဆိုတကားလဲရပ်သွားတာပဲဖရာတဲ့ဒီဖြစ်ဖြစ်ကအမြန်ဆုံးလုံးလဲဖြစ်ပြီးရပ်သွားတာအဲရပ်သွားတော့တပည့်တော်လဲဟာရပ်သွားပြီဆိုပြီးတော့ကြည့်ပြီးတောင်းလို့ကြတော့ခါတဲ့ဝမ်းသာလာတာပဲတပည့်တော်ဟာဒီတော့ဖြစ်ပြတော့ဆုံးသွားပြီ ရက်သွားပြီဆိုပြီးတော့အဲဒီပြီးတော့လေတောင်းတော့ကြာတော့ဘုရားကြီးပဲကရှစ်ခိုးတာအခါ30လောက်တော့ရှစ်ခိုးတယ်။ဘုရားဘုရားရှစ်ခိုးတာတပြီးတော့နှစ်ခါ30ကတော့မနည်းရှစ်ခိုးရတာ။အခုအခါ30လောက်ရှစ်ခိုးမှပဲဝါတော့တယ်။ဘုရားကိုယုံကြည်သွား။တရားတော်ကိုယုံကြည်သွား။သူယုံကြည်မှုကဒါဘုန်းကြီးတို့စာနဲ့ကြည့်တော့ ညံကအဆုံးသတ်ပေးလိုက်မယ်မင်းတို့ဆုံးကျင်လို့ဆုံးလို့မရဘူးဆရာတော်ကြီးဩဝါဒထဲမှာပါတယ်တိတ်ခွေထဲမှာကိုဆုံးကျင်နေဆုံးလို့မရဘူးကွာညံရင်းပြီးတော့သူကအဆုံးသတ်ပေးမှဆုံးတာဆိုတဲ့သကလုံးနဲ့သူ့အဖြစ်ပြက်ကလေးနေရာတွားပြီးတော့ကြိုက်သူကမေးသေးတယ်မေးတော့မှဟိုကတကယ်မကြည့်ချင်ဘူးဆိုမှသူကဆုံးပေးတာဒါညံရင်းမှရတယ်ညံဆုံးသတ်ပေးမှအမှန်ယူဆိုတာဆရာတော်ကြီးကလည်းဟောတာဒါဘုဒ္ဓတရားတွေပေါ့ အဲ့တော့တရားရဖို့ဆိုတာဘုသူတ္တလည်းလို့သူတဝအရိယာတာဝကောဆိုတာသူတဝအကြာမြင်ဘုသူတ္တရှိသောအရိယာတာဝကောအရိယာရဲ့တပည့်မှသာလေတရားရနိုင်နေအကြာမြင်နေတဲ့ပုဂ္ဂိုလ်တွေမရနိုင်ဘူးဟုတ်အခက်ခဲနဲ့ကျုံလာတဲ့အခါမှာကြော်လွှမ်းနိုင်ရအဲ့ဒါကြောင့်ဘုန်းကြီးကဒီနေ့ရက်လည်းနောက်ဆုံးနဗ္ဗငါနောက်ဆုံးဖြစ်နေပြီအပြင်းသေးတဲ့လူလည်းပြင်လိုက်ပါဗျာ ဟိုဘက်ကလှဲဟောလိုက်ဒီဘက်ကလှဲဟောလိုက်ဟိုလိုလှဲဟောလိုက်ဒီလိုနဲ့ဟိုလိုများသဘောပေါက်မလားဒီလိုများသဘောပေါက်မလားလေဘုန်းကြီးလည်းကိုညံမိသလောက်သူ့ခွန်လေးနဲ့တောင်းလို့လိုက်ဟောရတော့ဆေးရဲဆိုတော့ဆေးရဲနဲ့တောင်းဟောပြရမှာပေါ့အေးဒါမြင့်အခုနပြန်ကောက်လိုက်ပါအဖုံးနှစ်ချက်လှမ်းမနိဗ္ဗာန်မြင်တယ်ဆိုတော့ဒါကျိန်းနေတယ်။ဒါပြောပြောပညာဖုံးကဒါတရားမရှိတဲ့လူတွေရဲ့အဖုံး။ဟောတရားရှိလိုက်တော့ဒုတိယဖုံးရောက်သွားပြီ။ ပရမသဘောသဘောသဘောလေးတွေမြင်လာပြီဒီသဘောလေးတွေကိုထပ်ပြီးတော့လှန်တော့သောသောတုန်းကပြညာဘုံလှန်တော့ကတော့ကိုယ့်အရှိတရားလေးနဲ့လှန်လို့ရတယ်ကိုယ်ခန္ဓာမှာအရှိတရားလေးနဲ့အခုတော့ခန္ဓာထဲမှာလည်းနိဗ္ဗာန်ရှိနေတာမဟုတ်ရှိနေတဲ့တရားလည်းမဟုတ်တော့နိဗ္ဗာန်မြင်အောင်ကြည့်ပြီးလှန်လို့ဆိုတာမဖြစ်တော့ဘူးဒါရင်ဘယ်လိုလုပ်မလဲဒီအရှိတရားလေးရဲ့အဆုံးကိုကြည့်ပြီးတော့သူ့ကိုခန္ဓာအနိဒောဒလေးကြည့်ပြီးတော့ခဏခဏပေါ့ခဏခဏချုပ်တာလေးဒါကိုပဲအနိစ္စလက္ခဏာလေးကြည့်ပြီးတော့ ဖြစ်ပြလက္ခဏာလေးကြည့်ပြီးတော့လှမ်းနေပါတဲ့ခဏခဏလှမ်းပြီးနောက်တော့အစင်လန်ထွက်သွားလိမ့်မယ်အစင်လန်နေဆိုတာသင်္ကတချုပ်သွားတာအဲသင်္ကတလည်းချုပ်သွားရောသင်္ကတရဲ့အဆုံးကအသင်္ကတဖြစ်တာသင်္ကတရဲ့အဆုံးကဒါကြောင့်ဖြစ်ပြအဆုံးမှာနိဗ္ဗာန်ရှိတယ်ဖြစ်ပြကအဆုံးမှာနိဗ္ဗာန်ရှိတယ်ဟောဒီဖြစ်ပြကိုမြည်နဲ့ညံရဲ့အဆုံးမှာ လောကုတ္တရာဉာဏ်ရှိတယ်။ဒါပေမဲ့သူဉာဏ်နဲ့သူတွဲရတာပေါ့ဗျာ။သူဉာဏ်နဲ့သူတွဲရတာဒါပေမဲ့ဒါပေမဲ့အာယုံကဖြစ်ပြဒုက္ခသစ္စာ၊သိတာကဝိပဿနာမေ။အတူတွဲရဒီတွဲရှိတာ။ဒီတွဲကိုနန္ဒလောက်အောင်ဒီတွဲပဲလောက်အောင်ခင်ဗျားတို့တို့ကကြိုးစားမှာ။အဲဒီတွဲကြိုးစားရင်ကြိုးစားရင်ဟောဖြစ်ပြက ဆုံးလဲဆုံးသွားရောနိဗ္ဗာန်ပေါ်။ ဆုံးတာနိဗ္ဗာန်ဖြစ်သွားတယ်။ဖြစ်သွားတော့နိဗ္ဗာန်အာယုံလဲရောက်တော့ဝိပဿနာဉာဏ်မဟုတ်တော့လောကုတ္တရာဉာဏ်ဖြစ်သွားပြီ။အာယုံပြောင်းလိုက်တော့ဒီကဉာဏ်လည်းပြောင်းသွားတာပေါ့။အာယုံကမပြောင်းတဲ့ဖြစ်ပျက်ကြီးပဲမြင်နေတော့ဒါဝိပဿနာဉာဏ်ကြီးပဲ။ဉာဏ်မပြောင်းသေးဘူးပေါ့။ရင့်တာရင့်လာပဲရှိတယ်။မပြောင်းသေးဘူး။ဟောအာယုံကလည်းဖြစ်ပြည့်လဲဆုံးလိုက်တဲ့နိဗ္ဗာန်လဲမြေနိဗ္ဗာန်နမကတာနိဗ္ဗာန်နဖလာတာဆိုတော့အာယုံပြောင်းတော့အာရမဏိကလည်းပြောင်းသွားတာပဲတခါမဲခင်ရှိပါဖြစ်သွားပြီ သာသာတော့မက်ခင်၅ပါးပြင်ဆင်ကြီးကမဲ့အခုတော့အထင်ကြီးကမဲ့ဖြစ်သွားတာပေါ့ခဲ့တယ်မြင်အထင်ကြီးကမဲ့နဲ့နိဗ္ဗာန်ကိုကိုကမျှော်စရာလည်းမလိုဘူးလှုပ်ဖို့လည်းမလိုဘူးဒါသိရမှာလောကမှာကကိုသင်္ကတကိုသာနာနာမဲရှုမနေ့ကလည်းဆရာတော်ကြီးဟောခဲ့တယ်ဒိတ်ခွေမှာသင်္ကတနာနာမဲရှုရင်အာသင်္ကတဖြစ်တယ်ကွာမနေ့ကဘုန်းကြီးကလည်းအစောကြီးပဲမရုပ်ပင်တာဆက်ပြီးတော့ရေလောင်းပါကွာဘုရင်နဲ့ ဖူပွင့်ရင်နှံပွင့်ဒီကျိန်နှံသေးပြီးတော့သူ့ဟာသူရင်းကျိန်နှံရင်းတော့စားရပါလေဒါလည်းပြောခဲ့တယ်စားရတာကမယုတ်ပင်ရတာကစားရတာကမယုတ်သည်ဒီမှာလဲကြိုးစားရတာကသင်္ကတဝိပဿနာမဲ့ကြိုးစားရဟုတ်လားရတော့ဟောနိဗ္ဗာန်မြင်ပြီးတော့လောကုတ္တရာမဲ့ရတယ်ဆိုတာဒီလည်းပြောခဲ့တယ်ဒါကြောင့်မကဲယောဂီသူတော်ရှင်တို့အဖုံးနှစ်ချက်လန်းတော့သဘောပေါက်လောက်ပါပြီ နှစ်ထပ်တောင်ရှိသွားပြီ။ကုတ္တထထပ်ပြောပါအောင်မယ်။ကဲဒါမြင်ရင်နိဗ္ဗာန်မမြင်အောင်အတင်ကတ္တမမြင်အောင်တင်ကတ္တဆိုတဲ့ယုံနံခန္ဓာတွေကဖုံးထားသည်တဖုံးဖုံးလိုက်တယ်။ဟောဒီတင်ကတ္တဆိုတဲ့ယုံနံတွေမမြင်အောင်ပြညတ်ဆိုတဲ့အကောင်အထည်တွေထင်တဲ့အထင်ကဖုံးထားသည်ပြညတ်ကဖုံးထားသည်အထည်တို့ပုဂ္ဂိုလ်တ attva တွေဆိုတဲ့ပြညတ်က ။ဒါမြင့်တဲ့နာဘပညာဘုံကိုလမ်းကြည့်ရင်ကိုယ်အရှိတရားသဘောလေးကိုမြင်အောင်ကြည့်ပြီးတော့သင်္ကတမြင်အောင်ကြည့်ပြီးတော့လှမ်းပါ။ဒါမြင့်သင်္ကတဆိုတဲ့ဘုံဒုတိယဘုံကိုလမ်းကြည့်နေဆိုရင်အနိစ္စာဆိုတဲ့သင်္ကတရဲ့အဆုံးယုံနံတို့ရဲ့အဆုံးအဖြစ်မှုပြဲမှုကိုကြည့်ပြီးတော့လှမ်းပါ။ဟာဒီပြည့်မှုပြဲမှုသိမ့်သွားရင်ငြိမ့်သွားရင်နိဗ္ဗာန်ပေါ်လာပြီလို့ဒီလိုမှတ်ပြီးတော့ကဲမိမိတို့ မှားရှည်နဲ့ကိုယ့်အလုပ်ကလေးတွေကိုသိပါစေအစဉ်လေးသိပြီးတော့ကြိုးစားတော့အားရှိတာပေါ့ဗျာဒိဋ္ဌာရပြီးပါပြီခင်ဗျားတို့ဒိဋ္ဌာရမှာတော့သွားတတ်ဟောပေါ့ဒိဋ္ဌာမရှိခင်ရမ်းသွားတော့သိမချရဘူးပေါ့အခုတော့ဒိဋ္ဌာရတဲ့အတွက်ကြောင့်ကဲမှန်သွားရမ်းသွားမဟုတ်တော့တိတိကျကျတာသွားကြပြီတော့ကဲအဖုံးနဲ့ချက်ကိုသာဖုံးပြီးတဖုံးလှမ်းအောင်ကြိုးစားကြပါ